အလုံးမဲမင်္ဂလာပါအာဆာမဖက်ပြစ်တာကြာတော့တယ်ပေါ့နော်အာဒီကြားထဲမှာနည်းနည်းလှုပ်ရှားလေးတွေမြားတော့တာကြောင့်မလို့ပါအခုကတော့စာအုပ်ကိုအစ်စ်တစ်ခုရွေးထားတယ်ပေါ့နော်စာရေးဆရာတယောက်ကိုရွေးထားပါတယ်အဲ့ဒါကတော့မောင်ရစ်မှာကျောင်းကုန်းရဲ့အဲစာအုပ်ကလေးဖြစ်ပါတယ် ခေါင်းစဉ်လေးကတော့အမေကတစ်ဖက်ကဘာကြီးကတစ်ဖက်ရသစာတန်းများလို့အမည်ရပါတယ်။ဆိုတော့အဲ့ဒီထဲကနေမှသူ့ရဲ့တိုက်တဲ့ခေါင်းစဉ်လေးဖြစ်တဲ့အမေကတစ်ဖက်ကဘာကြီးကတစ်ဖက်ကိုဖတ်ပြတော့မှာဖြစ်ပါတယ်။အလုံးမင်းနားဆင်ပြကြပါဦးရှင်။အမေကတစ်ဖက်ကဘာကြီးကတစ်ဖက်ကျွန်တော်အမေအသက်83နှစ်ရှိပြီးကြာပြူကြာနေကျေးလက်မြဝချုံမော်ရွာကလေးမှာနေသည်။ အမေကဒုလင်မယားကိုနှင်ချတာများပြီဒီတစ်ခေါက်ပြန်လာရင်အမေကိုတေချာပြောမှဖြစ်မယ်အကိုကြီးအမေနဲ့အတူတူကနေထိုင်တော့ကျွန်တော်ညီကြောင့်ဆရာကလမ်းရွေတိုင်တန်းတော့ကြောင့်မဟုတ်စေကမှုလဲကျွန်တော်ဒီຫນွေရဲ့ရောက်ရင်ဖြင့်ရွာတို့ပြန်ခဲ့ရမည်ပင်ဖြစ်သည် ကျွန်တော်ကပိုပိုတီတီပြောင်းရွှေ့ရတော့ဝန်တန်းဖြစ်တဲ့ဖြင့်အမေနဲ့အတူမနေနိုင်ရွာကိုခင်တွေ့တော့အမေကလည်းကျွန်တော်တို့နဲ့လိုက်မနေနိုင်ကျွန်တော်ညီနဲ့ခေမကပဲ အမေအနွန်သာခံပြီး အမေနဲ့အတူရွာမှာနေရသည် သို့တော့ဤတစ်ချက်ချက် ဝေးတသက်သက်ဆိုတော့သဘောတည်တားမိများကြားတွင်လည်းရှိတတ်ခြင်းဖြစ်သည် တာအကြီးဖြစ်ခြင်းကြောင့်လည်းကောင်းဆယ်နှစ်တာကလေးကသူနဲ့ခွဲခါနေခဲ့ရခြင်းကြောင့်လည်းကောင်းကျွန်တော်ကိုအချစ်ဆုံးဖြစ်ကြောင်းအလိမ္မာဆုံးဖြစ်ကြောင်းပျောင်ပျောင်တင်းတင်းအမေကကြင်ညာထားသည်စင်စစ်ကျွန်တော်သည်အဝေးမှနေ၍အမေကိုတက်နိုင်သမျှငွေစကြေးစလီကြော့ယုံဘာဘလက်တဘူးနှစ်ဘူးဂလူးကို့စ်တစ်ထုပ်ဆက်နှစ်ထုပ်ဆက်ဆရာစွမ်းကပြားတွေကဆိုသလိုပေးဖို့ယုံကလွေးအမေကိုနီးအကပ်ပြုစုခြင်းမွေးမြူခြင်းပြုနိုင်သူမဟုတ် ကျွန်တော်ညီမအငယ်ဆုံးကလည်းသူ့အိုးအိမ်နဲ့သူရောင်းနှုတ်စရုံးပါလိုက်ပါနေထိုင်ရသဖြင့်အမေအနားမှာမနေနိုင်ပါ ကျွန်တော်ညီเจ้าဆရာနဲ့ကျွန်တော်ခင်မအเจ้าဆရာမတို့ကပဲအမေနဲ့အတူတူကနေထိုင်၍အမေအနွန်တာခံရသည် အမေကိုတီးခံရသည်ပြုစုရအဆောက်ရှောက်ရသည်အဲ့ဒီကောင်းလင်မယားကသားသမီးမထွန်းကားတာလဲအာနေချက်တစ်ခုဖြစ်မိ နှစ်ဦးသားမှီနှွဲ့နေလင် အမေကကြည်မရတီဗီရှိအတူထိုင်၍သွတ်ထိုးနေလင်လည်းအမေက နားကြားပင်ကတိအကြောင်းထက်အောင် ထက်ခါတလဲလဲပြောသော စကားတံများကို အမေသီးမခံတဲ့အမေသည် ကျွန်ုပ်ကိုဖြစ်စေ သူ့မြေးတွေကိုဖြစ်စေအောက်မေ့လာလင်အတူနေကျွန်ုပ်ညီလင်များကိုရမ်းတော်သည် စင်စစ်အမေနဲ့အတူသူတို့နေကြရွေးတာပဲအဝေးကကျွန်တော်တို့စိတ်ဝမ်းဖြောက်ဖြောက်ဝမ်းကြောက်နိုင်ခြင်းဖြစ်သည် နေတို့တွေကအိမ်ပေါ်မနေချမ်းနဲ့ဟုမကြာခဏနှင်းနေချတဲ့အသက်ရွယ်ကြောင့်ပဲထင်သည် အမေကတခုခုကို အလိုမကျဖြစ်တာများလာသည်မိတို့ပင်ဖြစ်စေတားနှင့်ချွေးမကလွယ်၍အမေနှင့်အတူနေဖို့ဘယ်သူမှ အခွင့်အရေးမရနိုင်သည်ကို အမေမသိရန်အကြောင်းမရှိသို့တော်ဒီတစ်ခါပြန်လျင်တစုံတစ်ခုဆုံးဖြတ်ပြီးမှဖြစ်တော်မူတူးဦးကိုပို့ပေးမှဖြစ်တော်မူကျွန်ုပ်အမေ83နှစ်ရှိပြီ ကြာပြူကြာနေကျဲလက်မြဝကျုံမော်ရွာကလေးမှနေသည်ဗရဝါဝါပွင့်ဖူးသည့်အတာကူးသောတကူးရက်များရောက်ပြီးဆိုလျင်ဘဲရက်မြေဘဲဒေတာဘဲနေရဘဲဌာနသို့ရောက်နေသည်ပဲဖြစ်စေကျွန်တော်တို့သည်အမိရွာကလေးသို့အရောက်ပြန်လာခဲ့ရစမည်ဖြစ်သည်တကူးຫນွေရက်များသည်ကွဲကွာနေသောမိသားစုများကိုပြန်လည်စုစည်းပေးတဲ့တကဲ့သို့တန်ရုံးစင်မိခင်ကြီး၏တန်ရုံးစနအလျောက်ကိုလည်းဖြစ်စည်းပေးတဲ့စမည်ဖြစ်သည် အတရက်နီးသည့်နှင့်အမေသည်ဝေးသောအရက်မှနေသည့်ဒါသမီးမြေတီမြေမတွေကိုညှော်ပါချီတော်သည်ဒါသမီးမြေတီမြေမအစုံအညီတွေ့ရမှ အမေဂျနက်သည်တယောက်ယောက်မလာရောက်ဖြစ်လျင်တစ်ဖြစ်တောက်တောက်ပြောနေတတ်သည် ရောက်လာသူကိုထား၍ရောက်မလာသူကိုလွမ်းနေတတ်သည်ဒီတော့နှွေရက်နီးပြီဆိုလျင် အမေထံပြန်ဖို့ဆိုင်ပြင်းရသည် ကလေးတွေကို အမေစီသူပြန်ကြဖို့ စီယုံရချုံမောရဖြောင်းဖြားရသည် ကျွန်တော်ပြီးမှနေတော့ကအကြီးကောင်စေကျော်သက်ကပြည်သူကြံကို သူဤတငယ်ချင်းများနှင့်နှွဲကျင်သည်ဒီလိုမျိုးအေးဆူလာတဲ့အခါမှာတော့ကျွန်တော်ကအမိရွာကိုပဲပြန်လိုက်ဖို့တွန်းတွန်းတိုက်တိုက်ပြောရသည်ပထမနှစ်မှာလက်ရော၍သူပြန်လိုက်ခဲ့သည် နောက်တစ်နှစ်မှာတော့ဖြင့်တကြံရက်နီးသည်နှင့်ရာဇတန်ပေးလေတော်သည်ဒီနေ့တကြံအဖွားဖွားစီပဲပြန်ရမယ်ဆိုကျွန်တော်အိမ်ကထွက်ပြေးမယ် အဲဒီတနှစ်ပဲအမေကခွင့်ပေးခဲ့တယ်ပြည်သူကျမ်းမှာသူ့မြေးလယ်မြေကိုစိတ်မချပြီးကျွန်တော်တို့ကိုပါမပြန်ခိုင်းတော့ပဲမြင်းနဲ့အတူလဲစေဟူ၍အမေကအမိန့်ချမှတ်တော်မူသည် ကျွန်တော်ပူတာအိုပြောင်းလုံးကပူတာအိုကိုရွှေဘူဟုပြောပြီးပြောင်းသွားခဲ့ခြင်းဖြစ်သည်တယောက်ယောက်ကရှာချော်၍တရင်ပောက်သွားလျင်လဲအမေကရွှေဘူကိုပူတာအိုနဲ့နားကြားလွဲတာဖြစ်မှာပါဟုစွန့်ညင်းနိုင်စီရန် ။အိုနှင့်ကာယညီသောမျိုးကိုတမင်ရှာ၍လိန်လေထားခဲ့ရသည်။ထိုနှင့်တကြံမတိုင်မီကျွန်တော်ညီရေးလိုက်သောစာကဒီနှစ်တော့အမေကိုလိုက်ရောတဲ့အနေနဲ့ဖုန်းကြီးဝတ်ပေးမှဖြစ်မဲ့အကိုကြီးဆိုတဲ့ဖြင့်မဖြစ်မနေရွာပြန်ပြီး ဖုန်းကြီးဝတ်သည်။အမေရှိရောက်ခါမှဒွန်လဘဖုန်ကြီးတစ်ပါးကအခုပဲမှတောင်းဝင်ကြတယ်လေမေးသည်ဖြင့်ကရုံးကြီးနှင့်ပြောင်းလဲခဲ့ရသေးသည် ဖေဖော်ဝါရီလကဆိုးမြူမှာကိုရီးယားအကယ်ဒမီတစ်ခုမှာပညာသင်ကြားဖို့တမီးငယ်စကောလာရသည်သူ့မိမထွက်သားပြီးနောက်အမေကိုလိန်ရတာပင်မန်းသည်ဆိုပြီးဖွင့်ပြောလိုက်သည်ဟဲ့ငါမီးကိုဒီလောက်ဝေးတဲ့နေရာကြီးလွှတ်ရသလားနင့်မိမကိုလွှတ်ပါလားမျက်ရည်တဆန်းဆန်းနဲ့စူပါတော့သည်အမေရပညာသင်သွားတာပါလင်းနောက်လိုက်သွားတာမှမဟုတ်ဘဲပြောတော့မှအမေအတန်တိတ်သည်ကျွန်တော်အမေ83နှစ်ရှိပြီ ကြာပြူကြာနီကြီးလက်မြို့ဝကျုံမော်ရွာကလေးမှာနေသည်အမေတန်ရုံးစဉ်ကြီးပုံကို ပြောရအောင်မဲကျွန်တော်တို့ရွာမှာငယ်စဉ်ကမူလတန်းပဲရှိသည်လေးတဲ့အောင်ပါကတောင်သူလယ်လုတ်ဓမ္မခုတ်လင် ခုတ်မခုတ်လင်လဲကျောင်းဆက်တက်မီဆိုရင် ပသိန်ခင်းတရတွားရသည်ကျွန်တော်လေးတဲ့အောင်တော့အခါတက်နိုင်လားဒီမဟုတ်တော့လဲဖေဖေက ပသိန်ချောင်းပို့မီပြောသည် အမေက ရှင်တက်နိုင်လို့လားမေးသည် မင်္ဂလာတော့ ယတနာတုံနဲ့ယတနာရွှေချိုင်းလောက်သာအာကုန်ရတော့ဖီဖီကျွန်တော်မှတ်မိတဲ့၍ဆိုရင် အမေကဘယ်တခါမှမလွန်ဆန်ခဲ့ဘူးတော့ဖီဖီကအဲ့ဒီတစ်ချိန်ပဲဝုန်းဝင်ဆဆတော်လန်ခဲ့လေသည်ငါခရောင်းချိုင်းမဖြုတ်ရရင်နေပါစေတဲ့လေတခုတည်းတော့ယန္နာပစ္စည်းအဖြစ်ပိုင်ဆိုင်သည့်ရွှေစဲကြိုးလေးကို အမေကသူ့လဲတိုင်းမှချွေ၍ကျွန်တော်လဲပင်တွင်စင်မြန်းပေးလိုက်ခြင်းသည်အဖေတော်လန်၏အပေါ်အမေ၏နောက်ဆုံးခုခံချက်ဖြစ်သည် ပတိမာကြောင်းတွားမနေနဲ့နော်တားကိုဒီဆွဲကြိုးလေးပြေးမယ်အဲ့ဒီတုန်းကပတိန်ကြောင်းတို့တွားတတ်တော့ရွာမအင်းသူကြီးသားတငယ်ချင်းများကို အားကြစိတ်ဖြင့်အမေရွှေဆွဲကြိုးလေးကိုဘူးမတိပါမတိငင်းပယ်ခဲ့တော့ကျွန်တော်အားရွှေကိုမလိုငွေကိုမလိုပညာကိုသာလိုလားတော့တားကြီးအဖြစ် အမေသည်တသက်ပန်လုံးချီးမမဆုံးရှိတဲ့ကဲ့သို့စနေတာကလေးကခွဲခွာနေထိုင်ရတော့တာအဖြစ်ဦးစားပေးခဲ့ အချစ်ပူခဲ့သည် ဒီမီကဘာတွင်တယောက်တော်သူဤစကားကို အမေလက်ခံသည်ဆိုလျင် ထိုတယောက်မှာကျွန်တော်ပဲဖြစ်ပေလိမ့်မည်ကိုသားသမီးကိုအပြစ်တင်ရမှာဝင်လေသောအပြစ်မမြင်ရသောအမေများတဲ့တွင် ကျွန်တော်တို့အမေထိတ်ဆုံးကားပါသည်ငယ်တုန်းကကျွန်တော်တို့တငယ်ချင်းတစု ကစားကျူး၍ကြောင်းနောက်ကျရိုက်ခံရသောအခါဖြစ်စဉ်တငယ်ချင်းများနှင့်အပြစ်တစ်ခုခုကို အတူကျွလွန်မိသောအခါဖြစ်စဉ် အမေသည်အပြစ်ကိုအပြစ်ဟု၍မဖြစ်မနေလက်ခံရစေကောင်းမူကျွန်တော်ကိုပြစ်တင်မောင်းမဲဖို့ထက်တယောက်ယောက်ကို သူ့သားအစာတရားခံရှာတတ်သည်ငါသားလေးကဒီလောက်ဆိုတာမဟုတ်ဘူးဒေါ်ပူဒူးသားတွေနဲ့ပေါင်းလို့ဖြစ်ရတာမဟုတ်ပါဘူးအမေရဲ့အဲ့ဒါကိုကျွန်တော်ဆလုပ်တာဟိုကောင်နေမဟုတ်ဘူးအဖော်မင်တော့ကျွန်တော်ကတငယ်ချင်းများနဲ့စော်ကစားမှုကိုပိတ်ပင်ခံရမည်ဆိုပြီးပြောလင်းအမေကဟဲ့ကောင်လေးတိတ်တိတ်နေဟုဟန်တတ်သည် ။တန်းနှင့်ပတ်သက်ပါကတရားမျှတမှုနှင့်ယုတ်တိဗေဒကို ပြစ်ပယ်ရန်ဝန်မလေးခဲ့ဟုဆိုလိုခြင်းဖြစ်ပါသည်။ကျွန်တော်ဆယ်နှစ်ကြာသည့်နှစ်ကအကြောင်းကိုပြန်ပြောရအောင်မယ်။အမေတို့စီးပွားရေးမချောင်လည်၍ခက်ခဲချို့တဲ့စွာကြောင်းထားရသည်ကိုကောင်းစွာသိနာလေပါလျက်ကျွန်တော်ကဆောင်းရောင်ရောင်ပေရောင်ရောင်လုပ်နေခဲ့သည်။ကျောင်းစာနဲ့မဆိုင်သောစာအုပ်ပုံထဲမှာခေါင်းဆိုင်နေခဲ့သည်။စာမွေးပွဲဖြေဖို့6ရက်အလိုတွင် လက်ရှင်နောင်ဆိုရတုပေါင်းချုပ်ကိုတငယ်ချင်းထံမှငှားရမ်းရရှိသည့်ဖြင့်တအုပ်လုံးရေကူးလိုက်ကြက်မက်လိုက်လုံနေခဲ့ပါသည်။ဆမွေးဘဲခန်းတဲသို့ရောက်သောအခါကျွန်တော်အကျွမ်းတဝင်ရှိလာပါသည်ဆိုသောယူပဗေဒပု္ပ္ပာများကို မဖြေနိုင်ခဲ့ပါ။အပေမြတ်တေချာခဲ့သည်လေဆိုရင်အောင်စင်းကိုပင်သွားမကြည့်ခဲ့ပါ။ကို့အပြစ်ကို သိပြီးဖြစ်ပါသည်။ကိုရလက်ကိုလက်ခံပြီးဖြစ်ပါသည်ကြီးစွာမျောလင့်အားခဲ့သောအဖေနှင့်အမေကိုမူအာနာလှပါသည် သို့တော့အဖေနဲ့အမေကကျွန်တော်ကိုစိုးစင်းမြတ်အပြစ်မတင်ခဲ့ပါအပြစ်မတင် အပြစ်မမြင်ခဲ့ရုံမက အမေပြောလိုက်တော်စကားတခွန်းကကျွန်တော်ရင်ထဲနှစ်ခနဲဖြစ်သွားစေခဲ့ပါသည်ငါသားကအင်မတန်စာတော်တာတနေ့မှရှုံးဘူးတာမဟုတ်ဘူးစာဖြတ်တဲ့ဆရာတွေကအောင်စင်းမသလားမှမတည်တာစာဖို့ပဲကြိုက်ရမျက်ရည်မဝဲခဲ့တော့ကျွန်တော်ဒီအမေမြတ်တာတယောက်ကိုမျက်ရည်များနဲ့နင်းနင်းနေနေခန်းစားခဲ့ပူပါသည် ကျွန်ုပ်အမေ အသက်83နှစ်ရှိပြီကြာပြူကြာနီကြေးလက်မြို့ဝကျုံပေါ်ရွာကလေးမှာနေသည်ဒေါ်လေးကိုလည်းပြောခဲ့ဦးဟုအကိုဝမ်းခဲကပြောသည် ပြောခဲ့မှဖြစ်မယ်ညီဝမ်းခွဲကလည်းပြောသည် တူသားနောင်မယ်တွေက အမေဘိုးကြောင့်ပုံတွေကိုဝိုင်း၍တိုင်ကြသည်အမေလွန်ချောင်းသူတို့ပြောတာတွေကမှားယွင်းခြင်းမရှိပါအမေသည် အခုအသက်ရွယ်တိထိုင်တာသမီမြင့်မြတ်တို့နဲ့စိတ်ရှိတိုင်းတိုက်တိုက်ဝန်းဝန်းနေခွင့်မရနိုင်သေးသည်ကိုအကြောင်းပြ၍အတူနေသောတားနှင့်ချွေမကိုရန်နေခဲ့တာအမှန်ပဲဖြစ်ပါသည်သို့တော်ကျွန်တော်တို့ရွာပြန်ရောက်သည့်နေ့မှစ၍အမေပြုံးနေသည်နှစ်ရက်အကြာမှကျွန်တော်တို့မိသားစုလည်းရောက်လာသည်ကျွန်တော်တို့အင်မတန်ကြိုက်သောမုတ်ဟင်းငါးကိုမနက်တိုင်းချက်ချွေသည်ရွာနှင့်၆မိုင်ဝေးသောဓာကရတို့ ဟင်းကျွေးဟင်းရံများတခုတ်တရာမှားလျက်အရှံဘဲချက်ပြုတ်ကျူးမွေးနေခဲ့သည်အမိမျက်နာကပြုံးလက်နေသည် အသားရည်တွေကလျော်ရဲရဲသွားရည်ကျူးတူကျတဲ့မြက်ခွန်ကဤတွဲတွဲသို့တော်မြေးရည်ကြမှာအမိအပြုံးကပို၍တောက်ပနေသည် အမိအိုကြည်တာနေတော့အကိုကြီးအမိကိုပြောခဲ့အောင်ဟုညီမအငယ်ဆုံးကပြောသည်အမိတစ်ချက်ငဲ့ကြည့်သည်တမိငယ်ကဘာဆိုလိုသည်ကိုစိတ်စားမိပုံရသည် ငါသားကြီးတခါတလေလာတာစိတ်ရှုပ်စရာတွေမပြောနဲ့ဟုအမေဘက်ကကျွန်တော်ဘက်ကမကြည့်ပဲပြောသည်တို့တော်ညီမကမလျှော့အမေကိုအတူနေတဲ့သူတွေနဲ့တက်အောင်လေးဖို့အကိုကြီးမပြန်ခင် ပြောခဲ့အောင်မှာပေါ့တအိမ်လုံးတိတ်သွားသည်တုတ်တုတ်များမလှုပ်ညီနှစ်ခင်မသမက အကိုဝမ်းခွဲညီဝမ်းခွဲများပါကျွန်တော်ဆုံးဖြတ်ချက်ကိုငန့်လင့်နေကြသည် မရှောင်လဲသာပြီကျွန်တော်တခုခုပြောဖို့လိုအပ်နေပါပြီအမေနဲ့သူဤသူသားနာမည်များအကြာ ်ပြက်သားသားပြောမှဖြစ်ချေတော်မီကျွန်တော်တက်ပြင်းဆိုင်အာတင်းပြီးပြောချလိုက်သည်ဟေ့အမေတရားတာမတရားတာအမေမှားတာမမှားတာတွေမပြောချနဲ့တော့ဒီတမိသားစုလုံးမှာအမေကအရေးကြီးဆုံးပဲငါတို့အမေစိတ်ချမ်းသာဖို့ပဲလိုတယ်ဘယ်သူမဆိုအမေနဲ့တိတ်အောင်နေရမယ်ဒါပဲမိတို့တော့အရာသည်အမေနဲ့ ဖက်ပြိုင်လောက်အောင်အရေးပါခဲ့ပါသနည်းကျွန်တော်တို့တရားသူကြီးလုံတန်းကစားနေခြင်းမဟုတ်ပါအမေကိုတစ်ဖက်ကဘာကြီးကိုတစ်ဖက်ချိန်တွေရရသောချိန်ခွင်မျိုးရှိသည်ဟု ကျွန်တော်မယုံပါကျွန်တော်တို့သည် အမေကိုရွေးချယ်ကြရမှာပဲဖြစ်သည်အဘဲเจ้าဆိုသော အမေသည် အမေဖြစ်တော်เจ้าဖြစ်သည်ဒီအကြောင်းအရာလေးကတော့သူကိုယ်တိုင် 2014နိုဝင်ဘာရွှေမြူတင်မဂ္ဂဇင်းမှာရေးထားတဲ့ဆောင်းပါးတွေဖြစ်ပါတယ်။အခုကတော့စာအုပ်အနေနဲ့သူ့ရဲ့ဆောင်းပါးအလုံးစုံကိုဖတ်ရမှာဖြစ်ပါတယ်။ဆိုတော့ဒီစာလေးကိုဖိုင်နေနေတော့ emotion ဖြစ်သွားတယ်ပေါ့နော်။အဲအမှားလေးပိုင်လဲခွလုတ်ပေးပါ။နောက်ထပ်ဆောင်းပါးလေးရှိသေးတာမို့လို့ဆက်လက်နားဆင်ပေးကြပါအောင်လို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။